ဘောစီလေးဖြစ်တော့မယ်လာမိုင်းရမယ်ဘာစီလိုနာဟာအတင်းရဲ့ကျေပွန်ကစားသမားလာမိုင်းရမယ်ကို၆နှစ်တန်းအောင်စာချုပ်ချုပ်ဆိုလိုက်တာကအားလုံးဒီဖြစ်ပါလိမ့်မယ်ဒီပြဟောစာပြီးရဲ့လက်ထက်မှာစတင်ကစားဝင်ရခဲ့တဲ့စပိန်ချာတီလီဟာဘာစီလိုနာအတင်းရဲ့အတွက်ခြေစွမ်းပြကစားရင်းအောင်မြင်မှုကြီးရာကအနာဂတ်တောက်ပါနေသူပါရမဲစာချုပ်ကကြံနေပြီမယ် PSG အပါအဝင်အခြားအသင်းကြီးတွေကိုကြောက်နေရတာကြောင့်အခုလိုကာလရှည်တန်တိုးခဲ့တာလည်းဖြစ်ပါတယ် ရမယ်ဟာအသက်9နှစ်အရွယ်မှာလာမာစီယာအကယ်ဒမီကို ရောက်လာသူဖြစ်ပြီး ထူးချွန်တဲ့ဘောလုံးစွမ်းရည်ကြောင့်အနာဂတ်အလားလာတိတ်ကောင်းနေသူပါဘာစလိုနာနဲ့လာမိုင်းရမယ်ဟာလာမဲ့3031ဇွန်လ30ရက်အထိတက်တန်းတိုးခဲ့ပါတယ်အခုလိုစာချုပ်တဲ့ကဘာစလိုနာရဲ့ project ခံမှမှုကိုပြနေတာပါဒါကတော့ဘာစလိုနာထုတ်ပြန်ခဲ့တာပါစာချုပ်တဲ့ရရှာမယ်ဟာအထူးခံစားမှုနဲ့အများကြီးရမှာဖြစ်တဲ့အပြင်ဘောစီလေးလေးဖြစ်လာမှာပါ ဖဒိုဒေရဲ့အခြေခံလစာကတရားဒီကိုယူရိုစနစန်းရရှိမှာဖြစ်ပါတယ်။ချိန်ဆွမ်းပုံမူတည်ပြီးအပေါ်စုကြီးကိုထည့်ပေါင်းလိုက်ရင်တနှစ်ကိုယူရိုတန်း20ရမှာဖြစ်ပါတယ်။အပေါ်စုကြီးကောင်းစဉ်အောင်မှာဘလုံးတီရောစုကိုရရင်လေယူရိုတန်းချီရမှာပါ။ဖဒိုဒေကရှာမယ်ကိုဘာစီလိုနာအသင်းရဲ့လစာအကောင်းဆုံးကစားသမားတွေတွေကတယောက်ဖြစ်သွားစေတာပါ။ ရှာမယ်ဟာဒီရသည်ဖလားသလုံးစကူကြရမှာအဓိကကြခဲ့တယ်လို့55ဘွယ်ကစား78ဂိုးသွင်းယူပြီး25ဂိုးဖန်တီးပေးခဲ့ပါတယ်စပိန်လေဝူးစင်အသင်းနဲ့ယူရိုဖလားကင်မြောက်ခဲ့ပြီးဘာစီလိုနာအသင်းကိုစားပြုကလာလီဂါဖလားနဲ့ချင်းစပိန်ကိုပါဒယ်ရီနဲ့စူပါဖလားတို့ကိုလည်းပိုက်ဆိုင်ထားပါတယ်။ဘာစီလိုနာဟာစာချုပ်တင်မှာရာမဲရဲ့စာချုပ်ရော်ကြီကိုယူရိုတစ်ပီလီယံအထိတတ်မှတ်ထားပါတယ်။